ခေတ်သမိုင်းကိုတုံဆိုင်ကြသူများဇလန်းတုံရိုက်ကူးမှုအပြီးမှာဝေဖန်မှုများစွာခံနေရပြီးတဲ့နောက်ဇနီးဖြစ်သူနဲ့သမီးကိုပါထိခိုက်လာရင်တော့ငိန်ခံနေမှာမဟုတ်ဘူးလို့ပြတ်သားစွာပြောလာခဲ့တဲ့တရုတ်ဆောင်နေဝင် င်္ဂလာပါပရိသတ်ကြီးရှင်စနေဖွဲကအစိုးရတရားအနေနဲ့လူတီများခဲ့တဲ့တရုတ်ဆောင်တဲ့အစိုးရနေဝင်ကတော့ရုပ်ရှင်လောကကိုခြေဆောင်ပြည့်ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့နိုင်ငံကျော်တရုတ်ဆောင်ဦးကျော်ဟင်းလိုပဲတဘာဝကြကြတရုတ်ဆောင်နိုင်တဲ့ဦးဆိုကပရိသတ်တွေရဲ့အားပေးခြင်းကိုခံခဲ့ရပြီးအကယ်ဒမီဆုတွေကိုတော့မှချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့တဲ့တရုတ်ဆောင်အကယ်ဒမီနေဝင်ကတော့ပြီးခဲ့တဲ့လပိုင်းအတွင်းတော့ခေတ္တမိုင်းကိုဒုံဆိုင်ကြသူများဇလန်တိုအတွင်းမှာနိုင်ငံကျော်တရုတ်ဆောင်တွေဖြစ်ကြတဲ့တရုတ်ဆောင်နေတိုတရုတ်ဆောင်မ ြင်းမြန်တရုတ်ဆောင်မင်းမြင့်မို့တရုတ်ဆောင်ချူလွေးတို့နဲ့အတူပါဝင်တရုတ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဇလန်တူဟာမကြခင်မှာကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးတဲ့ဇလန်တူဖြစ်ပြီးပြည်သက်တွေရဲ့ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ခံနေရတဲ့ဇလန်လေးဖြစ်ပါတယ်။အဆိုပါဇလန်ကြိုက်ကူပြီးတဲ့နောက်မှာတော့ဇလန်ထဲမှာပါဝင်တရုတ်ဆောင်ကြတဲ့သူတွေကိုဘိုင်းပေါ်လောက်ချဖို့အတွက်လည်းတောင်းဆိုမှုများများစွာရှိလာခဲ့ပြီးတဲ့နောက်သူတို့တွေရဲ့ကိုပိုင်လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းအမျိုးမျိုးသောဝေဖန်တုံ့ပြန်မှုတွေများများစွာရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုဝင်ပန်းမှုတွေထက်လာပြီးနောက်မှာတော့တရုတ်ဆောင်အကယ်ဒမီနေဝင်းကဇနီးနဲ့တမီးကိုထိခိုက်လာမယ်ဆိုရင်တော့ငိန်ခံနေမှာမဟုတ်ဘူးလို့အခုလိုပြောလာခဲ့တာဖြစ်ပါတယ်။နေဝင်းကကျွန်တော်ကိုဝင်ပန်းမှုများနဲ့ပတ်သက်ပြီးကျွန်တော်တူတူရှင်းရှင်းပြောစရာရှိလို့ပါခင်ဗျာ။ကျွန်တော်ရဲ့ရွေးချယ်မှုများကြောင့်ပြစ်တင်ဝင်ပန်းမှုတွေရှိနေတာကိုကျွန်တော်လက်ခံပါတယ်။အနုပညာရှင်တအူးအနေနဲ့ဒီဝင်ပန်းမှုတွေကိုကျွန်တော်ကိုယ်တိုင်ပဲရင်ဆိုင်သွားမှာပါ။ ဒါပေမဲ့ကျွန်တော်ရဲ့ဇနီးနဲ့တမီးကိုပါပုံကိုရေးအရာ ထိပါတိုက်ခိုက်နေတာတွေကိုတော့လုံးဝလက်မခံနိုင်ပါဘူး။သူတို့ဟာအမှုပညာနယ်ပယ်မှာမရှိသလိုကျွန်တော်ရဲ့လှုပ်ဆောင်ချက်တွေနဲ့လည်းမသက်ဆိုင်ပါဘူး။ခမရတို့ရဲ့မကျေနပ်ချက်တွေဝေဖန်မှုတွေအလုံးကိုကျွန်တော်အပေါ်မှာပဲဓာတ်ရိုက်ပုံချလိုက်ပါလို့မြစ်တာရက်ခံပါတယ်။အပြစ်မဲ့တဲ့မိသားစုဝင်တွေကို စိတ်ပိုင်းဆိုင်ရာထိခိုက်စေမယ့်ဂုဏ်သိက္ခာညှိုးနှွမ်းစေတဲ့စကားလုံးများမှတ်ချက်များကိုရပ်တန့်ပေးကြပါလို့အလေးအနက်တောင်းဆိုပါရစေ။ ကျွန်တော်မိသားစုရဲ့လုံခြုံရေးနဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်လိုအပ်တဲ့နည်းလမ်းများအားလုံးကိုကျွန်တော်အသုံးပြုသွားမှာဖြစ်ကြောင်းအသိပေးလိုပါတယ်။ဒါဟာဖခင်တအူးနဲ့ခင်မွန်တအူးရဲ့တာဝန်ပါပဲ။ကျွန်တော်ကိုဝေဖန်လို့ရင်ကျွန်တော်စာမျက်နှာမှာသာတိုက်ရိုက်ဝေဖန်ပေးပါ။ယေရှုတင်ပါတယ်ခင်ဗျာဆိုပြီးပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။မိမနဲ့တမီကိုထိပါလာရင်တိခတ်နေမှာမဟုတ်ဘူးလို့ပြောချလာခဲ့တဲ့နေဝင်းရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီးပရိသတ်တယောက်ကလည်းအခုလိုပြောပြထားပါသေးတယ်။ မင်းမိသားစုကို စားလေးရေးတာနဲ့နဲ့ထီတော့နာတယ်။ကို့အတိုက်ကိုထီတော့နာတယ်ပေါ့။ပြည်သူတွေမှလည်းမိသားစုတွေနဲ့ပါ။ဗါတယ်မင်းမိသားစုက အပြစ်မဲ့တဲ့မိသားစုဝင်နေတယ်လား။မင်းမိသားစုကြတော့မင်းတီသားပဲ။ဒါဆိုရင်အပြစ်မဲ့တဲ့အများပြည်သူမိသားစုဝင်နေဘက်ကိုလည်းမင်းတွေးကြည့်ပေးလေ။တချို့လူမမဲ့ကလေးတွေခေါ်ဆရာအဖေမေမရှိတော့ဘူး။အဲ့ဒါကိုမင်းတီလား။တချို့မိသားစုဝင်တွေတေကွဲကွဲကြရတာမင်းတီလား။ တချို့မိသားစုဝင်တွေထမင်းဝိုင်းမှာလူမစုံတော့တာမင်းသိလားတချို့အဖေတချို့အမေတွေပြန်မလာနိုင်တော့တဲ့သူတို့သားသမီးတွေကိုပူဆွေးခြင်းတွေနဲ့မျှော်နေရှာတာမင်းသိလားတချို့အမေတွေအယူတစ်ပိုင်းဖြစ်သွားကြတာမင်းသိလားပြောရမယ်ဆိုရင်အများကြီးကြံသေးတယ်ကိုမိသားစုထိမှ မနာပြပါနဲ့ကွာအပြစ်မဲ့တဲ့အများပြည်သူတွေကိုမလေးစားရင်တော့မင်းလောက်ရဲ့အတွက်မင်းအားနာတင်နေ အခုတော့မင်းကခွေးဆက်ခင်းပြီးမှဒရမ်မာချိုးကျင်နေရအောင်အခုဖြစ်နေတာကမင်းတို့ဆောက်ပေါတွေရိုက်နေကြပေါကားတွေမဟုတ်ဘူးဆိုတာမင်းရဲ့အခွန်တက်တက်ဖြစ်နေတဲ့ခေါင်းထဲမှာမှတ်ထားလိုက်ဆိုပြီးတော့ပြောဆိုထားတာလည်းဖြစ်ပါတယ်